ုတ်တက်မှုဆိုတာများသောအားဖြင့်အပေးယူနဲ့ပါလာတတ်ပါတယ်။စေယုံတစ်ခုတိဆောက်ခြင်းပါကတစ်တော့အချို့ကိုဆင်းရရမှာဖြစ်တယ်။မက်ထရိုလိုင်းအသစ်တစ်ခုတိဆောက်ခြင်းပါကတစ်ပင်အချို့ကိုခုတ်ထည့်ရမှာဖြစ်တယ်။တစ်နိုင်ငံမှာရင်းနှံပုံမထုတ်လုပ်ခြင်းပါကထပ်မံ၍တစ်ပင်တွေခုတ်ထည့်ရမှာဖြစ်တယ်။ဤအပေးအယူဟာဖြစ်ဖြစ်ဖို့စေနိုင်ငံတွေအတွက်ပုံမခက်ခဲပါတယ်။တစ်ဖက်မှာတိုးတက်ရတဲ့လူတွေကိုစည်ရင်မှုမလွတ်မြောက်စေရန်ဖိအားရှိပါတယ်။ တခြားတစ်ဖက်မှာတဘာဝကိုကာကွယ်ရန်နဲ့ရာဒီဥတုပြောင်းလဲမှုကိုစော့ချရန်ဖိအားရှိပါတယ်။နိုင်ငံများစွာကနှစ်ဖက်စလုံးကိုဟန်ချက်ညှိအောင်လုပ်ဖို့ခက်ခဲနေကြပါတယ်။ဒါပေမဲ့အိန္ဒိယဟာဤနေပယ်မှာကောင်းမွန်စွာလှုပ်ဆောင်နေဖို့ရပါတယ်။ကုလသမဂ္ဂရဲ့အစီရင်ခံစာအသစ်တစ်ခုကဤအရာကိုပြသထားပါတယ်။၎င်းကနိုင်ငံတစ်ခုစီမှာတစ်တော်အိန္ဒိယမြင်များရှိတယ်ကိုစစ်ဆေးထားပါတယ်။အိန္ဒိယကယခုနှစ်မှာတနင်္လာတက်လာပြီးအခုနဝမနေရာမှာ ရှိနေပါတယ် အိန္ဒိယမှာယခုဟက်တာ92တန်းတစ်တော်ရှိတယ်ကမ္ဘာစုစုပေါင်းရဲ့နေ့ရကဏ္ဍဖြစ်ပါတယ်ပရမနေရာမှာရုရှားရှိပြီးဟက်တာ132တန်းဖြစ်ပါတယ်အဲဒီနောက်ဘရာဇီးယားဘရာဇီးရှိပြီးတော့ဟက်တာပေါင်း486တန်းဖြစ်တယ်တောက်တတိယနေရာကတော့ကနေဒါဖြစ်ပါတယ်သူကဟက်တာပေါင်း368တန်းဖြစ်ပါတယ်ဇလုတ်နေရာကတော့အမေရိကန်ဖြစ်ပြီးတော့380 308တန်းဖြစ်တယ် ပစ္စမနေရာမှာတရုတ်ရောက်ပြီးတော့ header 229တန်းရှိပါတယ်။ပုံစံတစ်ခုကိုတွေ့နိုင်ပါတယ်။နိုင်ငံကြီးလေလေတစ်တော် area ပို့ကြီးလေလေဖြစ်တဲ့။ဒါပေမဲ့အိန္ဒိယတက်လာခြင်းကဂုံကူစရာကောင်းတဲ့အကြောင်းတစ်ခုရှိပါတယ်။အစီအကစားမှာနေ့စဉ်တစ်တော်ပုံမှုရရှိနိုင်တဲ့နိုင်ငံတွေကိုလည်းကြည့်ရှုခဲ့ပါတယ်။တရုတ်ပထမနေရာရှိပြီးတော့၎င်းရဲ့တစ်တော်က header 1.9တန်းတိုးပွားခဲ့ပါတယ်။ရုရှားဒုတိယနေရာရှိပြီး header ကတော့၉သိန်း၄သောင်း နှစ်ထောင်ဖြစ်တယ်။အိန္ဒိယတတိယနေရာရှိပြီးတော့၎င်းရဲ့တစ်တော်ဖုံးလွှမ်းမှုဟာဟက်တာ3900တောင်တိုးဝါခဲ့ပါတယ်။ဒါပေမဲ့ Transient အချို့ကဒတိပေးချက်တခုထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယရဲ့တစ်တော်ဖုံးလွှမ်းမှုကိုတမပေါ်ဟာအလွန်တိကျမှုမရှိနိုင်လို့ဟောင်းတို့ကဆိုပါတယ်။အဲဒါကြောင့်ဒီနံပါတ်တွေကို Gear Side ကြည့်ရှုသင့်ပါတယ်။ဒါပေမဲ့အဓိကလမ်းကြောင်းမှာရှင်းလင်းနေစေဖြစ်ပါတယ်။အိန္ဒိယဟာကနေဒါတောင်မှမဟုတ်အမေရိကန်ကလေးတို့ချမ်းသာပြီ ဖွင့်ပြိုးပြီးတော့နိုင်ငံမဟုတ်ကြောင်းတတိယမှာဖြစ်ပါတယ်အိန္ဒိယဟာရုရှားကဲ့သို့၎င်းရဲ့အရွယ်စားတဲ့နိုင်ရှင်ဘာကလူဦးရေနေပါတော့တော့နိုင်ငံမဟုတ်ပါဘူးအိန္ဒိယကအစိုးရကအရာအားလုံးကိုလွယ်ကူစွာထိန်းချုပ်နိုင်တဲ့တရုတ်ကဲ့သို့လည်းမဟုတ်ပါဘူးအိန္ဒိယမှာလူဦးရေတရမ၄ဘီလီယံရှိပြီး၎င်းရဲ့တစ်တော်ကတိုးပွားနေဆဲဖြစ်ပါတယ်တစ်ပင်ခုတ်ထစ်မှုတွေကိုစန့်ကျင်တဲ့ပတ်ဝန်းကျင်လှုပ်ရှားမှုတွေနဲ့ဆန္ဒပြမှုတွေလည်းအားကောင်းပါတယ်အိန္ဒိယဟာအဓိကစီဝါရေးနိုင်ငံများထဲမှာအမြန်ဆုံးတိုးတက်နေပါတယ် အဲ့ဒါကြောင့်ဒီတိုးတက်မှုဟာဂရုစရာတစ်ခုဖြစ်တယ်။အိန္ဒိယဘလို့ပြုတ်တော့အိန္ဒိယကအောင်မြင်ခဲ့တယ်လေ။အစိုးရကစိန်လန်းနဲ့စီမံကိန်းများစွာဆက်တင်ခဲ့ပါတယ်။တစ်ခုကတော့အယဝလိစိန်လန်းနဲ့တတိုင်းဒေလီမှဂူဂျာရာအထိကီလိုမီတာ900တောင်တန်းတစ်ခုလုံးကို ပြန်လည်တစ်တော်ပြုလုပ်မှာဖြစ်တယ်။နောက်တစ်ခုကတော့စိန်လန်းနဲ့အိန္ဒိယမစ်ရှင်ဖြစ်ပြီးတိပင်းနေပုံမဆက်ပြိုးအတွက်အာယုံဆိုင်ပါတယ်။၎င်းဟာစိန်လန်းနဲ့ ဖုံးလွှမ်းမှုဟက်တာ35,500ကိုပြန်လည်ပြုပြင်ပြီးဖြစ်တယ်။အဲဒီနောက်မိခင်အတွက်စိုက်ပျိုးပါအစီအစဉ်ရှိပြီးယခုအချိန်ထိတစ်ပင်ငွေတစ်တမ4ဘီလီယံစိုက်ပျိုးခဲ့ပါတယ်။အပြည့်အဝရလာတွေကိုနောက်ထပ်နှစ်အနည်းငယ်တွင်းမှာမြင်တွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ EC မန်ကင်းတွေအပြင်အိန္ဒိယရဲ့ယဉ်ကျေးမှုကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပေါဝင်ပါတယ်။တဘာဝနဲ့တခါဆက်တာဖြစ်စွာနေထိုင်ခြင်းဟာအိန္ဒိယဒလိရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ် တစ်တော်ရီယာအိန္ဒိယဘာသာတရားဒန္တာကြီးနဲ့ရုပ်ရှင်တွေမှာအရေးကြီးပါတယ်။ဥပမာယခုနှစ်ရဲ့အကြီးဆုံးရုပ်ရှင်တွေထက်ကတစ်ခုဖြစ်တဲ့ကနာဒတ်ရုပ်ရှင်ကန်တာယာကတစ်တော်နေထိုင်သူတွေနဲ့၎င်းတို့ရဲ့ဝိညာဉ်ရေးရာကာကွယ်သူများအကြောင်းဖြစ်ပါတယ်။အဓိကအကြံဉာဏ်တရားလဲဆိုရုပ်ရှင်ပါတယ်။အခြားနိုင်ငံများစွာနဲ့မတူပဲအိန္ဒိယဟာတစ်တော်များကိုတဘာဝအရင်မြင့်မြတ်တာမမြင်ပါဘူး။ အိန္ဒိယလူမျိုးတွေကတစ်တော်တွေကိုလေးစားပြီးရိုသေကိုးကွယ်ကြပါတယ်အဓိကကတော့အေးလေးစားမှုကိုအမျိုးသားရေးမူဝါဒရဲ့အစိပ်ပိုင်းတစ်ခု ဖြစ်လာစေဖို့အတွက်ဖြစ်တဲ့အိန္ဒိယမှာအေးအရာရဲ့ကောင်းမွန်တဲ့ဥပမာတွေရှိပြသားဖြစ်တဲ့တော်ရန်လေးစံကာကွယ်ရေးအစီအစဉ်များစွာရှိပါတယ်ဂျာကူကြီးနဆတိုးတက်လာပြီးစနစ်တွင်းမှာဖြစ်တယ်ဂျင်တီဦးကြီးကတော့နာနစ်တွင်းမှာ30ခန်းတုံးတိုးတက်ခဲ့ပါတယ်အီတလီစံတွေဟာတစ်တော်တွေကိုထိမ့်သိမ်းပြီးကြော်ဝါစေဖို့အတွက်အကူအညီပေးပါတယ် အဲ့ဒါကြောင့်ဤဒီမှာအခြားဖွံ့ဖြိုးတဲ့နိုင်ငံတွေအတွက်သင်ခန်းစာတစ်ခုဖြစ်တင်ပါတယ်အနောက်နိုင်ငံတွေကစီးပွားရေးတိုးတက်မှုနဲ့တဘာဝကြောင်းမှာယူချေရမယ်ဆိုတဲ့ပုံစံနဲ့ရှိတယ်ဒါတို့ရကမမှန်ပါဘူးနောက်ဖက်စုံကြဟန်ချက်ညီမှုကိုစာဖွေဖို့အတွက်အမြဲတမ်းဖြစ်နေရမှာဖြစ်တယ်